ားလုံးပဲမင်္ဂလာပါရှင်။ဇာကြီးမင်းသူဝင်ရေးသားတဲ့ကလေးပုံမြင်များတဲ့မှာရွှေပေးတဲ့မွေကြီးဆိုတဲ့ပုံမြင်ကလေးကိုရုပ်စုဖတ်ပြပါမယ်ရှင်။ကျမကတော့စာဖတ်သူ ရွှေရီပဲဖြစ်ပါတယ်။ရွှေပေးတဲ့မွေကြီးတခါတုန်းကဟရိဒတ်ထဆိုတဲ့ဗြမဏပုံနာတယောက်ရှိတယ်။သူကလဲလုံစားတယ်။ဒါပေမဲ့လဲကအကျိုးမပေးတော့ တဲပြီးဆင်းရဲတဲ့တနေ့ကျတော့တနေ့လုံးလေထဲမှာတကုန်းကုန်းနဲ့အလုံးလုံးပြီးမောမောရှိတာနဲ့လေကသင်းကတစ်ပင်ရိတ်ကိုဝင်းပြီးတမဲလောက်အိတ်လိုက်ပါအောင်မယ်လို့လဲလိုက်တာကိုလဲလိုက်ရုံရှိသေးတယ်အနားမှာရှိတဲ့ချတော်ဘူးကြီးကငွေကြီးတကောင်ပပင်းကြီးခွက်ပြီးထွက်လာတာကိုမြင်ရတဲ့အဲ့ဒီတော့ပုံနာကြီးက တွေးမိတဲ့ဧကန်နဒီမွေကြီးဟာလဲဆောင်နတ်ကြီးဖြစ်မှာပဲသူ့ကိုငါတခါမှနွမ်းလို့တစုံ မုံချိုတရက်မပူစော်မိဘူးဒါကြောင့်လဲငါဆင်းရဲနေတာထင်ပါရဲ့တခါတည်းသွားပြီးနတ်ကြီးကို ပူစော်ဖို့စီစဉ်မှ ဖြစ်တော့မယ်လို့တွေးမိတဲ့ဒီလိုတွေးမိပြီး ချက်ချင်းပဲလှဲနေရတာထဲကိုပြန် ကြေးကွက်တစ်ခုတည်းကိုနွမ်းနို့တွေလောင်းထဲပြီးခြားတောင်ဖို့စီကိုသွားတာပဲတဲ့ရောက်တော့တောင်ဖို့ချီရင်မှာနွမ်းနို့ကွက်ကိုခြာပြီးလေဆောင်နှက်ကြီးကိုခေါ်တာပေါ့အိုးအရှင်လေဆောင်နှက်မင်းကျွန်တော်တို့အမိုက်မဲမှုလေဆောင်နှက်ကြီးဒီတောင်ဖို့မှာနေတာကိုသတိမထားမိပါအခုမှသိရလို့နွမ်းနို့ဖြူစင်ပလဲသွင်းကို ခွက်တင်လောင်း၍ပူဇော်ပါသည်အရှင်နံမင်းသုံးဆောင်ပါလော့သုံးဆောင်ပါလော့လို့ပြောတဲ့အဲ့ဒီလိုပြောပြီးကြေးကွက်ကိုထားခဲ့တဲ့နောက်တနေ့မိုးလင်းတော့ချတောင်ဖို့ကိုပုံနာကြီးသွားကြည့်ရာကြည့်တော့လီနွမ်းတို့ခွက်ထဲမှာနွမ်းတို့မရှိတော့ဘူးတဲ့ဒါပေမဲ့ရွှေမကြီးတထောင်ကိုတွေ့ရတဲ့အဲ့ဒီနေ့ကစားပြီးပုံနာကြီးဟာလီနေတိုင်းနေတိုင်း ခြံထဲကနမွားကြီးကိုနို့ညင့်ကြေးခွက်ကြီးကို ပြောင်းအောင်တိုက် နွမ်းနှုတ်တွေနဲ့လဲဆောင်နဲ့ကြီးပူဇော်လုပ်နေတာပဲတဲ့ရွှေမကြီးကြောင့်ကိုလည်းတနေ့တော့ရနေတာပဲတဲ့အဲ့ဒီလိုနဲ့တနေ့ကျတော့ပုံနာကြီးဟာ တခြားရွာကို ခရီးထွက်เสียရရှိလို့သူ့သားကို နွမ်းနှုတ်နဲ့နတ်ပူဇော်ဖို့တာဝန်ပေးခဲ့တဲ့တဲ့သားကလည်းအဖေမှားတဲ့အတိုင်း ညနေကြတော့ရွမ်းနှုတ်ခွက်ကိုယူ တောင်ဖို့ချီရင်မှချအိမ်ပြန်နောက်တနေ့မိုးလင်းတော့သွားကြည့်တဲ့သွားကြည့်တော့ရွှေမကြီးတောင်ကိုတွေ့တာပေါ့ဒီတော့သူစဉ်းစားတဲ့ဧကန်နာဒီတောင်ပေါ်ထဲမှာရွှေမကြီးတောင်တွေအများကြီးရှိမှာပဲမွေကိုတက်ရရင်ရွှေတွေကိုငါအကုန်ရမှာပေါ့လို့လောဘတက်ပြီးစဉ်းစားမိတဲ့စဉ်းစားမိတဲ့အတိုင်းပဲနောက်တနေ့ညနေ နွမ်းနှုတ်ွက်လာချတဲ့အခါပုံနာသားဟာတဲကိုမပြန်ပဲတောင်မို့အကွယ်ကချောင်းနေတဲ့မွေကြီးထွက်လာတော့ရုတ်တရက်တင်းပုတ်ကြီးနဲ့ထုလိုက်တဲ့ဒါပေမဲ့ကံကောင်းထောက်မလို့မွေကြီးကိုမထီဘူးတဲ့မွေကြီးလည်းအမျက်ချောင်းချောင်းထွက်လာတာနဲ့ပပင်းကြီးထောင်ပြီးပေါက်လိုက်တာ ပုံနာသားဟာတခါတည်းမြေပေါ်ကိုဘုံဘုံလဲပြီး တေပွဲဝင်ပါလေရောတဲ့အဲ့ဒီအခါဆွေမျိုးသားချင်းတွေလဲစုဝေးရောက်လာကြပြီးပုံနာထုံးစံအတိုင်းပုံနာသားအမိုက်ကိုမိကကြိုလိုက်ကြတာပေါ့လေနှစ်ရက်လောက်ကြာတော့ပုံနာကြီးခီးသွားရာက ပြန်လာတယ်သူ့ရဲ့သားအဖြစ်တနည်းအကြောင်းကို ကြားတော့ပုံနာကြီးဟာအများကြီးပူဆွေးဒုက္ခရောက်ရတာပေါ့လေဒါပေမဲ့တနေ့ကြတော့ပုံနာကြီးဟာ ငါနှုတ်ခွက်ကြီးကိုယူပြီးချတောင်ဖို့ကလဲဆောင်နိုင်ကြီးကိုချီကျူးပူဇော်ပြန်တဲ့ပုံနာကြီးကဘယ်လိုချီကျူးပေမဲ့မွေကြီးဟာ ရုတ်တရက်ထွက်မလာဘူးအတော်ကြာကြာ အထက်ထက်ချီကျူးတော့မှမွေကြီးဟာ တွင်းဝါကခေါင်းကလေးပြူပြီးပုံနာကြီးကို စကားဆိုတဲ့ဟဲပုံနာမိုက်အတင်ယခုငါထန်လာတာဟာ လောဘတိုက်တွန်းလို့လာတာပဲသားသေးတာကိုတော့ တတိမရနိုင်ဘူးယနေ့ကစပြီးအတင်နဲ့ငါဟာမိတ်ဆွေခင်မမဟုတ်တော့ဘူးဆိုတာကိုမှတ်လိုက်ပါတော့အတင်ရဲ့သားဟာငယ်ရွယ်သူမှုငါကို တင်းမုန်နဲ့ထူပြီးတတ်ဖို့ရန်ကြံစည်တယ်ငါလည်းအမျက်ထွက်လို့ပောက်တတ်လိုက်တယ်ဒီတော့ငါကတင်းမုန်ကြီးကို မေ့နိုင်ပါမလားအတင်ကောသားဆုံးတာကို မေ့နိုင်ပါမလားအဲ့ဒီလိုပြောပြောဆိုဆိုနဲ့မွေကြီးဟာ ပုံနှားကြီးကို ပလဲတလုံးပေးပြီးတွင်းထဲကိုဝင်သွားရောတယ်။မဝင်ခင်မှာမှားလိုက်သေးတယ်။ပုံနှားကြီးနောက်ကိုမလာနဲ့တော့လို့မှားလိုက်သေးတယ်။ပုံနှားကြီးလည်းဝမ်းနဲ့ပက်လက်နဲ့မလိမ်မာတဲ့အသားမိုက်ကို ချိန်ဆပြီးပြန်သွားရရှာတဲ့